က်ပြီးတော့ဘာပြောရမလဲမသိဘူးအာအဓိကတော့ဒါကိုယ့်ရဲ့အနေနဲ့ကြတော့ဟိုဒါဟိုအိမ်နောက်သက်ကြလာတဲ့ခါကြတော့တန်ရောစင်တွေပိုကြီးလာတဲ့ဟိုဒီလူငယ်တွေရဲ့ချစ်ချင်းထက်တော့ပိုပြီးတော့အေးမြလာတာပေါ့တယောက်နဲ့တယောက်နားလဲကြတယ်ဟိုနားလဲမှုနဲ့မေတ္တာတွေနဲ့တန်ရောစင်တွေနဲ့တိဆောက်ကြတဲ့အချစ်ဖြစ်သွားတာပေါ့နော်ဟုတ်အဲကလေးကိုယူထားဆိုတော့အဲ မတော့အသက်ကတော့တိတ်မကွာပါဘူးတစ်နှစ်လောက်ပဲကွာတယ်ဒါပေမဲ့သူရဲ့ပုံစံသူရဲ့ type ကအဲ့လိုလူကြီးဆန်တယ်လူကြီးတယောက်လိုနေတယ်အအလုံးလောက်တာလည်းတကယ်လူကြီးနေရဆိုတဲ့ခါကျတော့သူသူကပြောင်းသွားတာပေါ့နော်ကွာကျတော့အစားပြီးတော့ဟိုအိမ်မှာလည်းအငယ်ဆုံးပြီးတော့ဒီအလုံးမှာလောက်တဲ့ချိန်မှာလည်းကွာအဲ့လိုပျော်ပျော်ပဲနေတယ်ကိုမသိကိုစိတ်လွတ်လပ်လို့အဲ့လိုမျိုးအေးချမ်းချမ်းလွတ်လပ်လပ်ပဲနေရတဲ့သူဆိုတော့ဟိုရှင်းချက်မှုကတော့ကွာပါပေါ့ ဒါကတော့ struggle လောက်ရတာ ਉ နော်ဟိုကလေးကလေးမြခင်ကတော့ပြဿနာမရှိဘူးကိုကိုလုံးနဲ့ကိုကို life နဲ့ကိုတလူမျိုးတယောက်နဲ့တယောက်နားလည်ပင်ရတယ်ဒါပေမဲ့ကလေးရလာတဲ့ခါကျတော့ကိုကိုရန်ကလည်းကလေးချစ်တယ်ပြီးကလေးတွေကလည်းအမေအရန်ချစ်တဲ့ခါကျတော့ဟို life နှစ်ခုတပြိုင်တည်းအဲ့လိုလောဝရတဲ့ခါကျတော့ခက်တာပေါ့နော်ဥမာဒီဘက်အချိန်ရမ်းပေးရတာတို့ဘာလို့ဆိုလို့ရှင်လဲဟို ဒီအလုတ်ကအချိန်ရမ်းပေးရတဲ့ခါကျကလေးပေါ်မှာလင်းဟာမှုတွေရှိရဲ့သူအဲ့လိုမျိုးကြမ်းသူစိတ်မကောင်းကလေးတွေကိုဟိုမိခင်တယောက်နေနဲ့သူပြေဝပေးစေခြင်းနဲ့အဲ့လိုမျိုးကိုလုံးလိုက်လို့ရှင်ဒီဘက်ကနုပြပါမှာပဲလိဟာတယ်ဆိုတဲ့ခါကျတော့စိတ်မကောင်းပြန်ဘူးအဲ့လိုမျိုးသူလည်းဟိုနှစ်ယောက်လုံးမို့တော့ဒါတော့ဟို balance မြအောင်လုပ်နေရတဲ့ခါမှာတော့စိတ်ခံစားမှုလေးတွေတော့ရှိတာပေါ့နော်